ပြင်းထန်တဲ့ငလင်ကြီးလောက်ခတ်ခဲ့ပြီးတဲ့နောက်ပြည်သူတွေအနေနဲ့နောက်ဆက်တွဲကျမ်းမာရေးပြဿနာတွေကိုရင်ဆိုင်လာရဖွယ်ရှိနေပါတယ်။သခိုင်းတိုင်းကိုဗဟုပြုပြီးလောက်ခတ်ခဲ့တဲ့အင်အားခွန်သက်သမခွန်ရစ်ချတာစကေးရှိတဲ့ပြင်းထန်ငလင်ကြောင့်ဗဟုချက်သခိုင်းတိုင်းအပါအဝင်မန္တလေး၊အင်းလီနဲ့မြန်မာနိုင်ငံနေရာအနက်မှာပျက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့ပါတယ်။နေအိမ်ပျက်စီးဆုံးရှုံးမှုတွေကြောင့်ပြည်သူတွေဟာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေလမ်းမတွေလိုနေရာတွေမှာမိသားစုလိုက်စုပြုံရောက်ရှိနေကြပါတယ်လူရည်ထူထပ်များပြားပြီးတော့တန်ရှင်းတဲ့ရေမရရှိနိုင်တာအမိုက်တွေကိုစနစ်တကျဆွန့်ပစ်နိုင်ခြင်းမရှိတာတွေကြောင့်ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေကြုံရလာဖွယ်ရှိနေပါတယ်အဲဒါကြောင့်အညစ်အကြေးဆွန့်ပစ်တဲ့နေရာမှာလှုပ်ဆောင်တဲ့အချက်တွေကိုမျှဝေထားပါတယ်အညစ်အကြေးဆွန့်ပစ်မဲ့နေရာဟာရေအရင်းမြစ်ရရှိနိုင်တဲ့နေရာလူတွေအိတ်ဆက်တဲ့နေရာအစားစားတဲ့နေရာအနည်း အနည်းဆုံးမီတာ30သို့မဟုတ်ပေတရာအကွာအဝေးမှာရှိသင့်ပါတယ်။အညစ်အကြေးဆွတ်မီတိုင်းအနက်အသက်တွေရင်ကောင်းတွေမလာစေဖို့အတွက်လည်းမြေကြီးများနဲ့တေချာဖုံးအုပ်သင့်ပါတယ်။အညစ်အကြေးဆွတ်မီတိုင်းမှာလက်ကိုတေချာစေးကြောဖို့လိုအပ်တယ်လို့တန်ရှင်းတဲ့ရေမရရှိနိုင်ဘူးဆိုရင်လက်တန့်စီများအသုံးပြုသင့်ပါတယ်။မိလာအညစ်အကြေးတွေကိုတေချာမစွန့်ပစ်ဘူးဆိုရင်ဝမ်းပြတ်ဝမ်းလျှော်ဥယောင်ငန်းဖြာတိုက်ဖိုက်နဲ့အခြားဖြားနာယောဂါတွေဖြစ်လာနိုင်တဲ့အတွက်အထူးဂရုစိုက်ဖို့လိုပါတယ်။ စားကျွင်းစားကြံတွေကိုစွန့်ပစ်တော့မယ်ဆိုရင် လူနေထိုင်တဲ့နေရာတွေကိုအဓိကရှောင်ရှားရမှာဖြစ်ပါတယ်။မိမိပြစ်လိုက်တဲ့အမိုက်အကျွင်းကြံတွေဟာခြင်းယင်းကျွက်နဲ့အခြားအင်းဆက်ပိုးမွားတွေကိုဖိတ်ခေါ်သလိုဖြစ်နိုင်တဲ့အတွက်စားကျွင်းစားကြံလေလွှဲမှုမရှိစေဖို့လည်းအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။အမိုက်တွေကိုစွန့်ပစ်တဲ့နေရာမှာအမျိုးအစားလိုက်ခွဲခြားပြီးပြန်လည်အသုံးပြုနိုင်တဲ့ပလတ်စတစ်ဘူးခွန်တွေပလင်းတွေကိုတော့ရေတူလောင်ထားရန်အတွက်သေချာတန့်ရှင်းပြီးပြန်လည်အသုံးပြုသင့်ပါတယ်။ငလင်နံကြောင့် ရေပေးဝေမှုစနစ်တွေရေရရှိနိုင်တဲ့နေရာတွေလည်းပျက်စီးသွားတဲ့အပြင်အလူရှင်တွေကလူဒန်းတဲ့တောက်သုံးရေတွေကလည်းအကန့်အသတ်ရှိလာနိုင်တဲ့အတွက်တောက်ရေတန့်တွေကိုရွှေသားအုံပြုဖို့လည်းလိုအပ်ပါတယ်အကယ်၍တောက်ရေတန့်ပြက်လက်သွားခဲ့ပြီးရေချောင်းရေကန်ရေတွင်းတွေကရေတွေကိုအုံပြုလာရမယ်ဆိုရင်တော့လွယ်လွယ်ကူကူနဲ့ရေတန့်စင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်အဲ့ဒါတွေကတော့အ ਨੇ ဆုံးရေကိုတမနစ်ခန့်ကြိုချက်ပြီးမှအေးခံပြီးတော့အုံပြုပါဆိုတဲ့နည်းလမ်းလို့ခေါ်တဲ့ ရေကိုတန့်ရှင်းတဲ့ပလတ်စတစ်ဘူးမှာထည့်ပြီးတော့နေရောင်အောက်မှာ6နာရီထားပြီးတော့အသုံးပြုပါနေရောင်ကြီးမှာပါဝင်တဲ့ UV rays တွေဟာဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်နောက်ရေတပ်မှုတစ်ခုတွင်အဝတ်စတဲမီသွေးကျောက်စရစ်ခဲတို့ကိုထည့်ပြီးရေကိုဆစ်ချရပါမယ်ရေထဲမှာဘက်တီးရီးယားတွေပါဝင်နိုင်သေးတာကြောင့်ကြိုချက်ပြီးမှသာအသုံးပြုသင့်ပါတယ်ဒီနီလန်းတွေကတော့တောက်ရေတန်ပြက်လက်သွားတဲ့အခါကိုထူကိုထနဲ့တန်ချင်းနဲ့ရေရရှိနိုင်ဖို့လှုပ်ဆောင်နိုင်တဲ့နီလန်းတွေပဲဖြစ်ပါတယ် ခက်ခဲတဲ့ကာလအတွင်းမှာပြည်သူများအနေနဲ့အချင်းချင်းဖေးမကူညီခြင်းနဲ့ပြန်လည်ရုန်းကန်ကြိုးစားရမှာဖြစ်ပါတယ်။တဘာဝဘေးရဲ့နေရင်ဆိုတာချောင်းချလို့မရနိုင်ပေမဲ့ဖြစ်လာရင်အတက်နိုင်ဆုံးအထီးခိုင်နေအောင်ကာကွယ်နိုင်ဖို့ဆက်လက်ပြီးကြိုးစားသွားမှာပဲဖြစ်ပါတယ်။